ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။အော်ရဒီ2021ဖြစ်မှတာရင်ကိုပြည်သူကိုကြည့်ဟောအသက်ကြီးတိုင်းလဲအုံတော့ရှိတာမဟုတ်ပါလားဆိုတော့ကျွန်တော်သိလာတယ်။တချို့အသက်ကြီးတာဩတေဖို့အသက်ကြီးကြတာပဲဟလားအုံတော့ကြီးလာမဟုတ်ညာညာနာယကကုံလေးဆိုတာဘာမှပါမလာတော့။အာငါနဲ့မတူငါရန်သူသလားတောင်းညံ။အဲကြောင့်ဒီနိုင်ငံဒီလိုမျိုးဘဝကိုရောက်နေဆိုတာကလေအုတ်ချုပ်သူနဲ့လာမဆိုင်တော့သလား။အဲကြောင့်တစ်ခါကြရင်ဦးမင်းအောင်လာကြိုက်ပြီးရှင်မကြိုက်ပြီးရှင် ဲကျွန်တော်အနေနဲ့ဒီပြည်သူကြည့်ပြီးမင်းတို့ကတန်လို့မင်းတို့ရတာဆိုလွတ်ပေးလိုက်ရှင်တာအခုဒီထုနေတယ်ခုနဟုတ်တယ်ကိုရေးတဲ့နော်ထိုင်းနိုင်ငံကနေပြီးတော့ဥမဲအွန်လိုင်းကိုပါလဲထိုင်းနိုင်ငံသားတွေကမောင်းထုတ်တာကိုပါတင်ပြပြပါအာ no 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 ထိုင်းမှာအဲ့လိုလုပ်ပိုင်းမျိုးမရှိပါဘူးထိုင်းကလည်းအဲ့ဒါကိုကြိုတင်ပြီးတော့တွတ်ထားပြီးသား G2G ဖိတ်ပြီးတဲ့ Women Online ကို G2G ပေါ့နော်ကျွန်တော်တို့ဒီ Binstat မှာဖိတ်လိုက်တဲ့က ဒါတွေကိုကြိုတင်ပြီးတော့ကြိုတင်ပြီးတော့စီစဉ်တာသူနိုင်ငံမှာအဲ့မှာရှိတဲ့မြန်မာပြည်သားတွေကဆန္ဒပြမယ်ဆိုတာဟာပြချင်တာပေါ့ရားနေတာပဲထွက်ချင်တာရားနေတာပဲထိုင်းကပြောတာဟဲ့ကောင်းနေထွက်ရဲထွက်ကြည့်တော့ကိုမြန်မာပြည်သူအသေးပြမယ်လားအထိုင်းနိုင်ငံအစိုးရသူများစကားကြတော့မြန်မာပြည်သားအများနားထောင်တယ်ကျွန်တော်မြန်မာနိုင်ငံမှာခိုင်ချိုင်စဉ်းစားရသလားတို့မြန်မာပြည်သားတွေကကိုယ့်ပြည်သူပြည်သားချင်းပြန်အုပ်ချုပ်လို့မရအောင်ထားပါတော့ဥမင်းအောင်မယ်ဆိုတော့လေတို့မြန်မာပြည်သားပဲ ပြည်သူကလည်းမြန်မာပြည်သားကိုယ့်အချင်းချင်းအုပ်ချုပ်ဘတော့မှမကြိုက်ဘူးဟိုလူအုပ်ချုပ်ရင်ဒီလူကသဘုံထားဒီလူအုပ်ချုပ်ဟိုလူကသဘုံထားအင်္ဂလိပ်ခေတ္တလာအုပ်ချုပ်တယ်ဘယ်သူမှသဘုံမထားဘူးငြိမ်းသွားတယ်အထုတ်တူပဲနော်အဒီအခုဒီဖြစ်ရမှာဆိုရင်ထိုင်းနိုင်ငံမှာအာဟဲ့ကောင်လေးဆန္ဒမပြတယ်ဘယ်သူမှထွက်မပြဘူးအာမနေနိုင်မထိုင်နိုင်ထိုင်းကျောင်းသားလေးကထွက်ပြီးဆန္ဒပြနော်အဲ့တော့မြန်မာနိုင်ငံတို့ခါကြရရှင်အခုတရုတ်ကြီးကမြန်မာနိုင်ငံကိုခြေလှယ်နေရခြေလှယ်နေပြောတယ်နော် ချိန်လေတာမဟုတ်ဘူးဗျာတရုတ်ကလုတ်ပြီးမှလည်းရတော့မယ်ပုံစံမျိုးဆိုတာဥမင်းအွန်လိုင်းကမစွမ်းတော့သူ့မှာသူ့ရဲ့လုံနိုင်စွမ်းကအကန့်အသတ်ရှိသွားပြီဟိုတရုတ်ကရှမ်းမြောက်ကိုနော်ရှမ်းမြောက်ကလာရှူးကိုပြန်ရအောင်ဆောင်ရွက်ပေးတာတရုတ်ကမနေနိုင်မထိုင်နိုင်ထပြီးဥမင်းအွန်လိုင်းကိုကူညီတာဥမင်းအွန်လိုင်းကိုလွတ်ထားပေးတယ်မြန်မာနိုင်ငံကဒီအာနာထိမ့်မှုပေါ့ဗျာနော်သူတို့ပြောတဲ့အာနာသိမ့်မှုပေါ့စဖြစ်ကတည်းက မြန်မာနိုင်ငံရဲ့ဥမင်းအောင်လိုင်းအစိုးရကို ပထမဦးဆုံးတရားဝင်အစိုးရပုံစံမျိုးနဲ့ဆက်ဆံတာတရုတ်เนาะအာနာထိန်နဲ့အာနာသိန်းနဲ့လောက်မပြောဘူးเนาะအစိုးရကိုလိုခေါ်မယ်ဆိုတော့အစိုးရကိုဖလှယ်ခြင်းပေါ့ဆိုလိုချင်တာ cabinet shuffling လို့ခေါ်တာပေါ့နော် cabinet shuffling လို့အဲဒီပုံစံမျိုးသူတို့ကအရင်ဆုံးပုံဖော်တာဖြစ်တယ်အကယ်၍သာဥမင်းအောင်လိုင်းကအရေးချင်းရှိရှိနဲ့မြန်မာနိုင်ငံမှာဆောင်ရွက်ပေးလိုက်ဆောင်ရွက်မယ်ဟေ့ဆိုပြီးဆောင်ရွက်မလားဆိုပြီးသူတနည်းဆောင်ကြည့်တယ်တနည်းဆောင်ကြည့်တော့အခြေအနေကပိုဆိုးလာတယ်ဥမင်းအောင်လိုင်းမဆောင်ဘူးဆိုတော့သူသိလာ နော်နှစ်နှစ်စောင့်ကြည့်တယ်မစွမ်းဘူးဆိုတာပိုသိလားသုံးနှစ်စောင့်ကြည့်တယ်ဘာမှမစွမ်းဘူးဆိုတာသိရအတွက်ကြောင့်မို့လို့မနေနိုင်မထိုင်နိုင်တရုတ်ကဝင်ပြီးတော့ဒီနိုင်ငံရေးမှာဝင်လောက်တာကျွန်တော်တို့လည်းဒီလိုပဲနော်ကျွန်တော်တို့ဒီအမျိုးသားကြီးတွေအားလုံးလည်းဒီလိုပဲစစ်တပ်ကဆောင်ရွက်နိုင်မယ်ဟလားအဲဒီဘယ်လိုကောမဆိုတော့ခင်ဗျားတို့တက်မတော်ကဆောင်ရွက်နိုင်မယ်ထင်နေတာမနေနိုင်မထိုင်နိုင်ထပြီးလောက်တာနော်ထပြီးတော့လောက်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ထပြီးဆောင်ရွက်တယ် အတရုပ်ဒီဒီထုံနေတူပဲတရုပ်ကလည်းဝင်ပြီးတော့ဥမေအောင်လာရဆွမ်းတော့မှမဟုတ်တော့ဘူးဥမေအောင်လာမဆွမ်းတာသူဆွမ်းတာမဆွမ်းတာအရင်ကဒီနိုင်ငံကပျက်စီးလို့မရဘူးကျွန်တော်တို့လိုပဲကျွန်တော်လည်းဒီလိုပဲဥမေအောင်လာဆွမ်းတာမဆွမ်းတာကျွန်တော်မသိဘူးဒီနိုင်ငံပျက်စီးလို့မရဘူးဆိုတော့ဒီ ideology ပေါ့နော်ကျွန်တော်တို့ရဲ့ဒီအယူဆဘက်ကနေပြီးကျွန်တော်တို့ကဝင်ပြီးရက်တည်တာဖြစ်တယ်ဘယ်ဘာနဲ့မှလည်းပတ်သက်စရာအကြောင်းမရှိဘူးနော်အဲ့တော့ကျွန်တော်လည်းဒီလိုမျိုးကိုထုခိုထပါနော်ဒီ vigilant ဖြစ်ဒီကိုတိစိတ်တဲ့နဲ့ကို ဝင်ပြီးတော့ဒီနိုင်ငံရေးမှာပြောဆိုနေတာဖြစ်တယ်လို့တရုတ်ကလည်းသူ့အစီသိစိတ်တဲ့သူဝင်ပြီးတော့ဝင်လောက်တာဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ရဲ့ဘိုးတော်ကဘာမှမစွမ်းတဲ့ပြင်ကိုဘာဆိုဘာမှမလုပ်နိုင်တော့ဘူးနော်အားလုံးငုတ်တုတ်ထိုင်ပြီးတော့သူဖြစ်ချင်တာဖြစ်တော့ကွာငါလုံးကြုံပြီးတော့ဆိုတဲ့ပုံစံမျိုးမှာနေနေတာအဲ့တော့တရုတ်ကဝင်ပြီးတော့ပြောတဲ့ခါမှာသူဘာလုပ်လဲငင်ခံတာပဲအဲ့တော့လာရှိုးဘိုးဟဲ့လာရှိုးမင်းယူဟုတ်လားကောင်ယူ MNDA ကောင်မင်းနောက်ဆုတ်ပြန်ပြန်လည်းမင်းနောက်ဆုတ် မှန်တကယ်ဒီအလုပ်တွေကစစ်တပ်ကလုပ်ခဲ့တာတတလုံးဦးတန်းရွှေလက်ထက်မှာဒီလိုပဲလုပ်ခဲ့တာနော်ဦးတန်းရွှေကဟိုရှမ်းပြည်နယ်မှာအကောင်မင်းဝမင်းနေရာဒီနေရာနေနော်အကောင်ဒီမင်းဒီနေရာနေအကောင်ဒီနေရာနေမကြော်နဲ့တို့ကစစ်တပ်ကအရှိမရှိတယ်မင်းတို့လက်နဲ့မင်းတို့ကင်တာနော်မင်းတို့ရဲ့ကောင်းလန်းလန်းတွေလုံးဝရှိတယ်အဒီပုံစံမျိုးနဲ့ဥက္ကဉ္ဇံပြောခဲ့တာရှိတယ်အားလုံးနော်ထို့တူပဲ DGB နဲ့ကရင်ပြည်နယ်ဒီလိုပဲလုပ်ခဲ့တာနော်ကရင်ပြည်နယ်ကြီးမင်းတို့ဒီမှာနေ DGB မင်းတို့ဒီမှာနေဟုတ်လားအဲဒီမှာဒီပါဒီပါဘသူတွေပြည်နယ်နေ ကောင်းလုပ်ခဲ့တာဒါစစ်တပ်ကပဲတစ်ချိန်လုံးဥဆောင်ပြီးတော့စစ်ရေးမှာလက်နက်ကန်အားလုံးရဲ့အကိုကြီးเนาะစစ်တင်တာပြိချုပ်ကြီးအဖြစ်နဲ့နေနေတာအခုတော့အဲ့လိုဘဝမျိုးမရောက်တော့ဘဲနဲ့အဲ့ဒီအဲ့ဒီຢာလူကိုတရုတ်ကယူပြီးတော့မင်းဒီမှာနေဟိုကောင်ဒီမှာနေဟိုကောင်ဒီမှာနေအေးပေါ့အဲဥမေအောင်လိုင်းကိုလည်းမင်းမင်းကျင်းနေတော့မင်းဒီလောက်နေအဲဒီပုံစံမျိုးချပေးတာအဲ့တော့တရုတ်ကခင်ဗျားတို့ကိုပွင့်လင်းပြောမယ်ဆိုရင်ဒီနိုင်ငံပြည့်စည်ရင် နော်ဒီနိုင်ငံပျက်စီးရင်သူ့ရဲ့အကျိုးစီးပွားလည်းပျက်စီးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနိုင်ငံကိုမပျက်စီးအောင်ဝင်ဆောက်ရှောက်တာအထုတ်တူပဲကျွန်တော်တို့လည်းဒီလိုပဲနော်ကျွန်တော်တို့တွေကလည်းဒီနိုင်ငံပျက်စီးဦးမြောင်ဟန်ချစ်တာမချစ်တာနတ်ဆာကောက်ချစ်တာမချစ်တာအပါထားစိတ်ထဲဝင်စားအောင်သူနော်ဒီနိုင်ငံမှာခင်ဗျားတို့ဒီစင်တန်းရန်ကုန်နှိမ့်ကြပြီးတော့နော်ဒီအောက်တန်းစားဒေါ်လာရေးကနိုင်ငံကိုဖျက်ဆီးတော့မှာပျက်စီးလို့ရှိရင်ပြည်သူလူထုရဲ့ဆိုတာကျွန်တော်အပြည်သူလူထုတွေနော်အဲ့တော့ သူတို့ဘုံမှာကျွန်တော်တန်ရောစင်အရန်ကြီးတယ်မြန်မာနိုင်ငံဘုံမှာကျွန်တော်တန်ရောစင်အရန်ကြီးတယ်အဲ့တော့ဒါမှဖြစ်တင်တာမဖြစ်ရလေအောင်ဆိုပြီးတော့လမ်းပြတုံတင်ပြီးတော့ကျွန်တော်တို့နိုင်ငံရေးတွေပြောနေတာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကလည်းကိုယ်သိစိတ်နဲ့ကိုနိုင်ငံပြည့်စည်မှာဆိုလို့နိုင်ငံပြည့်စည်ရင်ကျွန်တော်အမျိုးတွေမြန်မာပြည်မှာအများကြီးရှိတယ်နော်ဟုတ်ပလားအဲကျွန်တော်တန်ရောစင်အရန်ရှိရတူတွေရှိတယ်အဲသူတို့တွေဒုက္ခရောက်မှာအရန်အောင်ဆိုရင်နော်ဟာနိုင်ငံပြည့်စည်ငါတို့လည်းပြည့်စည်မှာပဲအဲထို့တူပဲတေကဒါကျွန်တော်အကျိုးစီးပွားက ခင်ဗျားတို့ပြည်သူတွေပျက်စီးမှာဆိုတော့ပြည်သူပဲကျွန်တော်ကြည့်တာပါနော်ပြည်သူတွေပျက်စီးမှာဆိုတဲ့အကျိုးစီးပွားကျွန်တော်အကျိုးစီးပွားဒီအကျိုးစီးပွားကြောင့်ကျွန်တော်ဒီနိုင်ငံရေးပြောနေတာဖြစ်တယ်ဘာအကျိုးစီးပွားမှမပါဘူးနော်အဲခင်ဗျားတို့နတ်ဆက်ကောက်ထောက်ခံတာလေဥမင်းအောင်လောက်ထောက်ခံတာကျွန်တော်လုံးမဟုတ်ဘူးညောင်ပြည်ထဲမှာတူတလူငါတမင်းနဲ့နိုင်ငံကြီးပျက်စီးမဲ့အရေးဟာမလို့ချင်ဘူးအဲ့မလို့ချင်တာကျွန်တော်အကျိုးစီးပွားဖြစ်ဒီအကျိုးစီးပွားတဲ့ကျွန်တော်စကားပြောနေတာဖြစ်တယ်လို့တရုတ်ကဘာကြောင့်မို့မြန်မာနိုင်ငံရေးမှာဥမင်းအောင်လောက်ခံပြင်းထင်တာခံပြင်းတာပဲဒါမှခံပြင်းမယ်သူဘာမှလုပ်မနိုင်တော့ အဲ့ဒါမှတရုတ်ကဝင်ပြီးတော့မင်းဒီမာနေမင်းဒီမာနေဆိုတာတရုတ်ကလည်းသူ့အကျိုးစီးပွားပါလဲဆိုလို့ရှိရင်ဒီနိုင်ငံပြတ်လို့မရဘူးဒီနိုင်ငံပြတ်ရင်သူ့ရဲ့သူ့အင်ဂျင်နီယာနိုင်ငံတစ်ခုကပြတ်စီးလို့ရှိရင်သူ့အကျိုးစီးပွားလည်းအများကြီးထိခိုက်မှာအဲ့ဒီခရက်ကသူ့နိုင်ငံတည်းတည်းဝင်လာမှာအဲ့ဒါကြောင့်ဒီနိုင်ငံကိုသူ့ဝင်ထိန်းတာကြိုက်ကြိုက်ပြီးကြိုက်အောင်တိတ်တိတ်နေဆိုပြီးဝင်ထိန်းတာဥမေအောင်ဆိုတော့ဘာမှမပြောရဘူးဥမေအောင်ကြည့်တော့တိတ်ခဲ့နော်တိတ်နေငါရှင်းမယ်မင်းတို့မှာလည်းအများအောင်မင်းနဲ့ထိုင်မှာတာဘာလို့မပြောနဲ့ဘာလို့တိတ်နေအဲ့ပုံစံမျိုးလွတ်သွားတာ နော်ဖိုက်တာလို့ဆိုတော့ဗျာတရုတ်ကပွင့်နေပြောမယ်ဆိုရင်နော်အဲ့ဒါပဲအဲ့တော့ကိုမြဒါအကြောင်းမို့လို့ကျွန်တော်တို့ကတက်ဖို့လေမလုံနိုင်ဘူးဆိုလို့ရှိရင်ဒါလုံနိုင်တဲ့သူကိုပေးလို့လိုက်မြန်မာနိုင်ငံဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်ပြည်သူလူထုတရားရင်မှန်တိုင်းမှာတက်မှတ်နေမယ်နော်ပြည်သူလူထုကိုကြောသားရင်လားမခွဲခြားပဲနဲ့လူခွင့်ရင်းနဲ့ညီအုပ်ချုပ်မယ်ဆိုရင်တရုတ်အုပ်ချုပ်လဲကျွန်တော်ဘာမှမပြောနော်ကျွန်တော်ကလူမျိုးစဲမရှိဘူးဘာသာစဲမရှိဘူးနိုင်ငံတော်အေဂျင့်နဲ့ပြည်သူလူထုတာယာမယ် နော်ပြည်သူလူထုအခြေခံလူခွင့်ရေးနဲ့အပြည့်အဝရမယ်ကိုယ့်ရဲ့ဘဝကိုတိုးတက်အောင်ကြိုးစားနိုင်မယ်နိုင်ငံကလည်းရေမောင်းတန်းနိုင်တယ်တရုတ်စုပို့ဆိုးတော့ဗျာကမ္ဘာစူပါပါဝါကြီးနိုင်ငံနော်ဒုတိယအဆင့်ကြီးဖြစ်တယ်တရုတ်နိုင်ငံဖြစ်သွားတယ်ဘာဖြစ်လဲဗျာကျွန်တော်တို့ကတော့ကိုယ့်နိုင်ငံသားအချင်းချင်းဆိုတယောက်တယောက်တတ်ခုတ်ဖြတ်တတ်နေတာတယောက်တယောက်မနာလို့အဲ့လိုဖြစ်နေမဲ့အစားတော့အဲဘယ်လိုခေါ်မလဲဆိုတော့စားနိုင်သူဝင်ပြီးတော့နိုင်ငံတိတ်ဆိုပြီးတော့အုပ်ချုပ်သွားရင်ကျွန်တော်ပို့လောင်ကြိုက်သေးတယ်ပို့လောင်ကြိုက်သေးတယ်ခင်ဗျားတို့ဟိုဂျန်တဲ့အစွဲတွေကကျွန်တော်မှမရှိဘူး အကျွန်တော်အဆိုရပါလဲပြည်သူလူထုလူခွင့်ရင်းနဲ့အညီအားလုံးရနိုင်မယ်တိုင်းပြည်တာယာအေးချမ်းမယ်ကိုယ်ချင်းချင်းသခုတ်တက်နိုင်မယ်ဆိုတော့ဘာထူးဘူးလဲနောက်တစ်နှစ်ခွင့်ဆက်ခုတ်တက်ကြအောင်မတရားတရားအဲ့တော့အဲ့လိုခုတ်တက်မဲ့အတူတူရွေးချယ်စရာနှစ်ခုရှိရင်ကျွန်တော်တို့ကပို့ပြီးတော့ကိုယ့်အတွက်အဆင်ပြေမဲ့နော်ညံရင်ညံသွေးနဲ့ပြေဝတဲ့နော်ရွေးချယ်မှုကျွန်တော်ရွေးချယ်မှာဖြစ်တယ်နော်အဲ့တော့တေယုကအခုဒါမျိုးလို့ပြောခင်ဗျားကိုကြိုက်ကြမယ်ကြိုက်ကြကျွန်တော်တို့ကြိုက်တယ်ကြီးစံတစ်ချက်မှမဖောက်ဘဲနဲ့မြို့ပြန်ရတယ်အဲလက်နက်ကင်တွေ သူ့ကသူပြန်ငြိမ်သွားတယ်ဝါတော့မဆူထက်လာတော့ဘူးဗျာဝါတော့မိုင်းလာတော့ဟုတ်လားအမ်အမ်ဒီသူ့ကငြိမ်သွားပြီမချခင်တရားနယ်လေးကငြိမ်မှာမပုံနဲ့အခုမူနေတာမူနေတာသက်ပါမိုလကီတူရကီဆူရကီလောက်နေတရားနယ်လေးကအဲ KIA လည်းသူကရရကုတ်ယူနေတာရရမြကုတ်ယူနေတာဟုတ်ကဲ့ KIA လည်းမချခင်ငြိမ်တော့မှာဘလူကြောင့်ပါမှာတရုတ်ကြောင့်ငြိမ်မှာတရုတ်ကဒီနိုင်ငံကိုပုံရင်းပြောရင်တရုတ်ပြည်သူသမရမြန်မာနိုင်ငံဖြစ်သွားမှာတိတ်မကြဘူးအဲ့လိုဖြစ်တဲ့ကျွန်တော်ကဘာမှမပြောဒါ ကျွန်တော်ကျွန်တော်ဝင်နေနေတာအချင်းချင်းလူချင်းချင်းတတ်ဖြတ်နေတာကျွန်တော်ဝင်နေနေအောင်နော်နော်အဲ့တော့လူချင်းတတ်ပြတ်နေမမြင်ချင်ဘူးလူချင်းချင်းဒီလူတိုက်ဟိုလူကမနာလို့နေရာလည်းကျွန်တော်မမြင်ချင်ဘူးနော်ဒီအဲ့ဒါလည်းပဲကျွန်တော်ပြောချင်တာကဲဟုတ်ပါပြီဒါ ideology နဲ့ပတ်သက်ကျွန်တော်ပြောတာပါနော်ကဲတော့ကျွန်တော်ရဲ့ဘာသာပတ်သက်ပြောမြောက်ငင်းခွန်နိုင်တယ်နော်ကျွန်တော်က အမြင်ပုံမြင်ပုံမှန်ရှိပါကျွန်တော်တော့ဟိုပြည်သူလူသားရအေးချမ်းမှုကိုကျွန်တော်ကြည်ပါတယ်เนาะလူသားချင်းချင်းဆိုတဲ့စိတ်ပဲရှိပါတယ်เนาะ